ောင်းစေရမိုးဆိုးဝရွာတကြီးကသူ့ရဲ့လုံးလောက်ဝရိယနဲ့သူ့ကိုယုံကြည်မှုကြောင့်ခိုးဝင်လာတဲ့အခါမှာကိုုံပေါင်မင်းဆက်ဖြစ်လာတယ်ပထမမင်းဆက်ပြီးတော့ချက်ချင်တာကဖြစ်လာတာဟုတ်ပြီအဲ့ဒါကိုဘာကိစ္စတာကီဝင်မင်းနဲ့နှွယ်သွားတာဘလို့လို့ဒီတာကီဝင်မင်းနဲ့ဥအောင်စေရသွားပြီးတော့မျိုးတော်ဆက်စတဲ့ဆိုတာဒူးဒူးလည်းဘလို့မှစဉ်းစားလို့မရဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မှာတော့ဖက်စစ်စစ်တပ်မရင်းတပ်ရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ရုရှားမှာဒီတော့မှကြွမင်းဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ပေါ့နော်ဥသင်တို့ပူတင်ကိုဂျင်းသွားထဲတာတွေအွန်လိုင်းပေါ်မှာပြန့်နှံ့နေတာအလုံးလဲအသိပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဥသင်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတင်ပြခဲ့တာလည်းရှိပါတယ်ဒီလိုတင်ပြတဲ့အပေါ်မှာပေါ့နော်ဟိုကွန်မောင်မောင်မြောင်များစွာတက်လာတာတွေလည်းတွေ့ရတယ်မက်ဆန်ဂျာကနေလာပြီးတော့စိန်ခေါ်ပြီးတော့စူတာတွေဆဲတာတွေလည်းကျွမ်းရတာတွေရှိတယ်ပေါ့နော် ဒီကြားထဲမှာမှာဘောမမီဒီယာဒီကလည်းပဲတမိုင်းကြောင်းနဲ့ပတ်သက်ပြီးမှန်ကန်တယ်ဆိုတဲ့အကြောင်းတွေထောက်ထားတယ်နဲ့ပြောလာတာတွေလည်းတွေ့မြင်ခဲ့ရပါတယ်ကိုကျော်မျိုးမင်းတို့ဆိုလို့ရှိရင်ဒါမြတ်စွာဘုရားပါဠိလေးရာတော်မှာသတင်းသုံးသင်ကာလကဆိုတဲ့မြတ်ဗုဒ္ဓရဲ့အပိဓကတော်တွေကိုထောက်ပြီးတော့မှ မဟုတ်တန်းဟာတွေပြောပြီးတော့မှဒါမျိုးတွေပြန်လဲဖြစ်ရှင်းနေတာတွေကိုလည်းတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ဦးဇင်းတို့ဒီကနေ့မှာတော့ ဆရာတော်ဥက္ကဋိတသာရမှော်ပြီးနေအတူဒီအရေးနဲ့ပတ်သက်ပြီးတော့မှစင်တွေတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ဆွေးနွေးချက်ပထမပိုင်းကိုအခုလိုတင်ပြပေးထားတာပဲဖြစ်ပါတယ်ဆရာတော်မင်္ဂလာပါဗျာမှန်ပါမင်္ဂလာပါဗျာအော်ဗျာမင်းအွန်လိုင်းကတော့တခြားမှာဗုဒ္ဓရဲ့ပိဋကတ်တော်တွေထဲမှာမပါတဲ့အကြောင်းအရာတွေနဲ့ပေါ့ဗျာကဘာကိုကဘာလည်းစောင့်ကြည့်နေကြတာတခြားတွေကလေ သူကစင်ကာပူကသတင်းစာမှာလည်းပဲခေါင်းကြီးပိုင်းကနေပါလာတာလည်းတို့တို့ဆရာလာသို့ဝေဘာသာပြန်ပြီးရေးတဲ့ပုံမှာလည်းတို့တို့ဖတ်လိုက်ရပါတယ်ရှင်ပြားလည်းဖတ်လိုက်ရလိမ့်မယ်လို့မြင်ပါတယ်ဆိုတော့သူကအားလည်းရှက်စရာကောင်းတယ်ပေါ့နော်သူတို့တို့နိုင်ငံမှာရှိနေတဲ့တမိုင်းတွေကလည်းပဲကြောက်စာထောက်ထားတိတိကျကျနဲ့ရေးတဲ့တမိုင်းတွေရှိတယ်လို့ဗသက်ကြာသဝင်တွေပေါ့နော်အစင်ဆက်ပြောခဲ့တဲ့ဟာမျိုးတွေလည်းရှိတဲ့ရှိကြတယ်လို့မိမိတို့လိုရာဆွဲပြီးသုံးသပ်ထားတဲ့တမိုင်းတွေလည်းအများကြီးရှိကြတယ်ပေါ့နော်ဒါကြောင့်လည်းပဲတို့တို့ဟိုပကံရာသွင်းကိုဓာတ်ထမ်းပြီးပြောရမယ် ယူရိုဒီဘက်ပါအင်းဝရာသွင်းကိုဒုတ်ထမ်းပြောရမယ်ဆိုတဲ့ဓာတ်တုတ်ထမ်းပြဿနာကြီးကလည်းခက်ဆက်ဆက်ရှိခဲ့ကြတာကိုဒါကတော့တမိုင်းကြောင်းမြမရာသွင်းတမိုင်းကြောင်းတို့ထားလိုက်တော့အဓိကကတပီတော်တို့ကဒီဟာဒီခုနသောမကျွမ်းမင်းဆိုတဲ့အရာတွေပေါ့နော်သူတို့ထဲမှာဟိုဘောမအနေနဲ့တယောက်ရှိပါသေးတယ်အောင်မျိုးမင်းလားကျော်မျိုးမင်းကျော်မျိုးမင်းအဲကျော်မျိုးမင်းကလည်းဗာပြောလဲဆိုရင်မြတ်ဗုဒ္ဓရဲ့ဒီပိဋကတ်ထဲကဟိုမြတ်ဗုဒ္ဓကပါဠိလေယာဒေါ်မှာပေါ့နော်အဲတရင်တော့စံပြောတဲ့ခါမှာဟိုပါဠိလေယာဆင်မင်းရေပေါ့နော်မြောက်ရေဟိုကြွက်ရေ ဓာောင်းရင်လာအေးဒီ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 လိပ်စံတွေကနေမှလာပြီးတော့မှပူတော်ကြတဲ့အပေါ်မှာမအဲ့ထဲမှာမှကြွက်ကတော့မှကြွက်မင်းမှာဆိုတော့ဖက်ဆင့်ပြီးတော့မှဘောနာဘောမှပြီးဂျင်းထဲတာလေဒီတော့ထပ်တွေ့ရတယ်ပေါ့နော်ဒီဟာတွေပေါ်မှာသေတော့ရဲ့အမြင်လေးကိုမိကြပြီးပို့ဒီတော့ရိုသေးသွားလျော်ထားပါတယ်ဗျာမမဒီလိုမြန်မာပြည်ကတော့တော်တော်များများကတော့ပြန်ကြည့်မယ်ဆိုရင်မြန်မာသမိုင်းပေါ့ဗျာအဲဆရာတော်လည်းဒီပြတာတော်တော်များများသမိုင်းနေရင်ဂျင်းသမိုင်းတွေများတယ်ဗျာဒီလိုဘာသာရေးတွေကပိုးဆိုးတာပေါ့ ဘာသာရေးပိုးဆိုးရဆိုတာဒီလိုဒီတမိုင်းကိုကြာကြာနာနာလေးလာမယ်ဆိုလို့ရှိရင်ဒီလိုအနော်ယထာနေပြီးတော့စခုနအရေးကြီးတွေပွဲကြောင်းပါဗျာအရေးကြီးအတမိုင်းရဲ့စဟွာဖြစ်ပြီးတော့ဒီလိုဒီဗုဒ္ဓဘာသာသူတို့ကဖြစ်လာတယ်ဆိုတော့သူတို့ကပြောတာဟုတ်ပြောမှဆိုရင်တထုံမနူဝမင်းတမန်နေဆက်တဲ့ရှင်ရဟန်းကြွလာလို့ဒါနဲ့အဲ့ဒါတွေကအကုန်လုံးက ိတိကြကြတမိုင်းရှိသလားဆိုရင်တို့တို့ light လေးလာကြည့်တယ်ဗျာတို့တို့တိတိကြကြလည်းမတွေ့ခဲ့ဘူးဘဂမာတော့တို့ကတော့အဲ့မှာဝါရီရေးထားပါတယ်ဗျာရှင်ရန်ကျောင်းပါတို့ညာတို့အဲ့ဒါတွေတော့တော်တော်များများတော့တွေ့ကြတာပေါ့ဒါနဲ့တို့တို့ဒီရဲ့ဒီမင်းနေတမိတ်တအာနာတွေများတယ်တမိတ်တအာနာတွေများတော့ဒီတမိုင်းတွေတော်တော်များများကတော့မင်းအကြိုက်လိုက်ပြီးရေးတဲ့တမိုင်းကများတယ်ဗျာအဲ့မင်းကြလိုက်ပြီးရေးတဲ့တမိုင်းဆိုရင်တမိုင်းအမှန်ဘိုးက အမှန်နဲ့အမှားပေါ့ဗျာဒီအမှန်လည်းနည်းနည်းပါပါတယ်လို့အမှားကညံ့ညံ့ပါလောက်တယ်ဗျာဘာပြောလို့ဆိုတော့ပမာတို့ရို့ဒီရဲ့တမိုင်းနေရေးတာလဲတို့ရို့လေ့လာမိတော့ကဒီရို့ကုန်းမောင်ခင်မှာဘုရောဦးဝိုင်းလက်ထက်လို့ထင်ပါတယ်တို့ရို့အဲ့မှာမှန်နှမ်းဆောင်မှာပေါ့နော်မှန်နှမ်းဆောင်မှာတမိုင်းပညာရှင်တွေအဲ့ခေတ်ကပေါ့နော်ကုန်းမောင်ခင်ကတမိုင်းပညာရှင်တွေပြုစုကြတယ်တမိုင်းကိုဗျာကျတော့မှန်နှမ်းတို့ရို့ရဲ့ဒီဘောပေါ့နေပြီးတော့ဘရင်ရဲ့မှန်နှမ်းဆောင်မှာရေးတာဖြစ်တဲ့အတွက် ဒါဘရစ်ရဲ့အရေးသွမ်းမှုမှုကတော့တရားပေါ်ပါနေမှာပဲလေတော့ဗျာအာပါတော့ဗျာအဲ့လိုဟာဘရစ်သနစ်စနစ်မစ်ဆိုတာလေတိတိတဲ့အတိုင်းပဲလေဒီမင်းနေတာတမိတားနာသူတို့မကောင်းကြမင်းမဟိုဟာပြောလို့ရှိရင်ဟုတ်ဟုတ်မဟုတ်ဟိုဟာသူကသေတမ်းပေးတာများတာဟုတ်တက်စီဆိုတော့သူကတမိတားနာပဲများတယ်အဲ့ဆိုတော့ဒီတမိတားအာနာအောက်မှာရေးတဲ့တမိုင်းနေရတော့ဗျာအမှားတဝက်အမှန်တဝက်ဒါနဲ့အရိယာအမှားတဝက်အမှန်တဝက်လို့တော့ပြောတာတပြည့်တော့အမြင်ကတော့အမှန်ကသုံးပုံတစ်ပုံလောက်ပဲ ပါလောက်တယ်ဗျာညညတာတော့အဲ့ဒါညညတာတော့နှစ်ပုံလောက်ကအမားဗျာဘာဖြစ်လို့ဆိုတော့သူအာနာရှင်အကြက်မင်းကြိုင်လိုက်ပြီးရေးတယ်တဲ့တမိုင်းပဲအဲ့ဒီအမားတွေကကြားလာတော့သူတို့ဒီမြန်မာစကားမှာရှိပါတယ်ဗျာအမားတွေကကြားလာလို့ရှိရင်အမှန်ထင်တယ်ဆိုတာကူကကူတို့တို့ဗမာဗမာပြည်ကတမိုင်းနေရတယ်အဲ့ဒီပုံစံမျိုးတွေဖြစ်တာကျန်တာမကြည့်နဲ့ဗျာတပည့်တို့ကျန်တာမကြည့်နဲ့တပည့်တို့မင်းတို့မင်းတို့မန္တလေးတောင်ကြီးပဲကြည့်ပါဗျာမန္တလေးတောင်ဆိုသူတို့ကဘီလူးမှာ တမ်းမြတ်ကိုလှူတော့ဆန္ဒပြုဘီနူကတမ်းမြတ်ကိုလှူတော့နောက်တစ်ချိန်မှဒီမှာမန္တလေးနေပြီးတော့မှမှဗျာဒိတ်ပေးဖျားရှိတယ်မဟုတ်လားမန္တလေးနေပြီးတော့မှ तू ကသန္ဒနာပြုမင်းပေါ်မယ်ဆိုပြီးတော့ तू ကဗျာဒိတ်ဖျားပေးတယ်ဆိုပြီးတော့လှုပ်တာဖျားအဲ့ဒီအရင်မှာလဲလေးစီတော့ဒီရတို့တမိုင်းထဲမှာဖတ်ရတာပေါ့နော်ဒီရတို့ကပေါ့အင်းဝါပေါ့နော်လက်ရှိကတော့တောင်မြို့ပေါ့နော်တောင်မြို့ကနေမှာမန္တလေးကိုနန်းရွှေ့ဖို့အတွက်စီစဉ်ရတဲ့အခါမှာ ရှေ့မှာကြိုပြီးတော့မှဘရင်အကြိုက်တွေပေါ့နော်ကြိုပြီးတော့မှတပေါင်းလိုလိုအတိတ်လိုလိုတွေလာရတယ်ရှိတာဘောဗျာတသက်ကလေးရဲ့ရွှေသေးလူညနန္ဒာနင်းညိုတန်းရင်မတ်တောင်ရိတ်ခုဆွဲတဲ့တန်ချိုချိုနဲ့ရွှေဘဟုစီတန်ဟိမ့်နဲ့ဘေးရန်ငန်ကြီးဆိုတဲ့စောင်ပုတ်တွေပေါ့နော်တပင်တွေကိုဒီဆိုခိုင်းတယ်လူထုကိုဂျင်းတဲ့တာပေါ့အဲ့ကလေးကဂျင်းကထဲ့နေပြီဗျာပြီးပြီဆိုတဲ့ခါကျမှနန်းတော်ကြီးကိုရွှေ့ပြောင်းလိုက်တာပြို့တော့နန်းတော်တခုပြို့တော့နေပြီးတော့တခုရွှေ့နန်းဆိုင်ကြမယ်ဆိုလို့ရှိရင်အဲ့ခိအခါဆိုအရက်ခက်ခဲတာကို ဒီခက်လေကြီးလေနေပြည်တော်ကြီးလုံးလိုက်တဲ့အခါမှာပြည်သူတွေပျက်စီးဆုံးရှုံးရတာတွေဟုတ်တယ်မလားနစ်နာရတာတွေအများကြီးပေါ့ဗျာဆိုအဲ့ဒီခက်ကလည်းလူထုလိုက်ပါလာအောင်အတိတ်တွေတပေါင်းတွေကိုသဘင်တွေကိုစုခိုက်ပါညာလို့ရင်းနေအဲ့ဒီနိုင်ဖြစ်လာတာပေါ့နော်ဖြစ်လာပြီးတော့ခုလည်းပဲခုလိုဇာနမှုခီတားမြတ်လူတွေဆိုရဲ့ဂျင်းရက်လည်းပေါ်လာတာပေါ့ဆက်ဆက်ဆက်ပါအောင်ဗျာဒီမှာအဲ့ဒီရဲ့စနမုခေဘီလူမတမ်းမြလူတော့နောက်တစ်ချိန်မှာထပါတော့မှဖះရပြားရိတ်ပြည့်ခဲ့တဲ့ဆိုပြီးတော့ ဒီမန်းလေးနေပြီးတော့ဘာကုမင်းတော်မင်းပေါ့ဗျာတာနာပြုမင်းပေါ်မယ်ဆိုပြီးတော့လှုပ်ခဲ့တာဒါတွေကလည်းတကယ်တကယ်ပြန်မရှိရင်ဒါတွေလည်းဂျင်းပါဗျာဂျင်းသမတ်မယ်ဖရာဒီစန္ဒမှုကဘီလူမှာတမ်းမြတ်ဖရာလူတယ်ဆိုတော့ဖရာဘာလို့မှာတော့ဗျာတကယ်ပြန်စဉ်းစားကြည့်ဦးလေဖရာစတဲ့ရာကုန်စုမှာဒီတမ်းမြတ်ဆိုဟာကြီးကဘလို့မှမသိတော့တဲ့ဟာကြီးမှန်ပါဟာဖះဘယ်လိုအလူခံမလို့ဖះခင်ဗျတွက်ကြည့်ပါဆရာတော်လဲမှန်ပါအဲ့ဒါယူ तू ကဒီတမ်းမြတ်လူတော့နောက်တစ်ချိန်မှာသန္တာမျိုး မင်းပေါ်မဲ့ဆိုပြီးတော့မန်လေးနေပြည်တော်ကြီးကိုလှုပ်ခဲ့တာဗျာမင်းတော့မင်းဒါတွေကလည်းဂျင်းနေပါပဲဗျာပြောမှဆိုရင်ခုအဲ့ဒီပုံစံပဲခုမာလာဆိုတဲ့ဒီအယူကလည်းရှင်းပြောနေဒီကောင်ကယူတာဗျာရှင်းပြောယူတာမှနည်းနည်းယူတာမဟုတ်တားယူတာမမအဲ့ဒီထဲမှာပေါ့နော်တပည့်တော်စာရေးဆရာကိုတော့ဒီတော့မေ့သွားပြီပေါ့သူပါဠိပိဋကတ်မှာလည်းကျွမ်းကျင်ကျင်ရှိတဲ့ဆရာလို့ပြောဆရာအဲ့ဒါဆရာတော်အဲ့ဒါလေးလက်လက်မှီလို့ရှင်ပြောပေါ့ရေးသားပြုစုတဲ့သူက ဟောပါဠိဆရာဥစောဗျာ။ဩမမ။ဥစောဆိုတာဒါဥစောဆိုတာရှင်းပြရင်ဗျာဥအောင်ဇေယအထုပ်ပတ္တိတဲမှာဥအောင်ဇေယဆိုတာလေဒီလိုဗမာပြည်ကိုပထမဆုံးစပြီးတော့တီထောင်းမားတဲ့မင်းလို့ပြောတာ။မမဆိုတော့ဒီတော့ဥစုဘူး။အဲ့နေရာကိုဒီတော့ရှောက်ချင်တာကလေ။မမဗျာ။ဥအောင်ဇေယရဲ့သမိုင်းနေရာနေမှာဒီရဲ့တောမကျော်မင်းရဲ့တောမကျော်မင်းဆင်းခဲ့တာ။ဆိုတော့ဒီလိုကိုမောင်ကေရှာဘုံတော်ထဲမှာရောပေါ့နော်။ဒီလိုတော့ဒီလိလာခဲ့တဲ့ဒီကိုရင်ဘဝကရဟန်းငယ်ဘဝကလည်းလိလာခဲ့ဘူးပါလေ။ဒီအရာတွေ ကုန်းမောင်ရဲ့ရှာပုံတော်ထဲမှာလို့ထင်ပါတယ်အဲ့မှာဥအောင်စေရရဲ့အကြောင်းပေါ့ဘောင်းဆိုရွတ်ပုံးကုန်းမောင်မင်းသက်ဆက်တဲ့ဆက်ကိုဟိုသူဟာတမိုင်းရေးကြတာဟုတ်ဗျရေးတဲ့ခါတော့ကုန်းမောင်မင်းသက်မှာပထမဆုံးမင်းဒီဥအောင်စေရလေဥအောင်စေဆိုအင်းဝပြက်သွားတဲ့အခါမှာရွတ်တို့ဟိုဘက်ဂုံနေအိမ်တို့ဟိုဒီဘက်မှာလည်းအင်းဝတို့ဘာလို့ဟိုမှာလည်းခွေချမ်းအနေနဲ့အကွဲကွဲပြားပြားဖြစ်နေတဲ့အချိန်မှာသူကစစ်တေတအားပြုတ်နေတဲ့အချိန်ပေါ့နော်ဒီတရားပြုတ်နေတဲ့အချိန်မှာသူတလူကိုတမင်းဖြစ်နေတာပေါ့နော်ဖြစ်နေတဲ့အခါမှာသူမုတ်ဆိုးဘူရွာမှာရှိနေတယ်မုတ်ဆိုးဘူရွာတကြီး ဥအောင်စီရကသူ့ရွာသူ့ဒေသကိုထန်းလုံးတက်နဲ့ကာကွယ်ထားတာထန်းလုံးတက်နဲ့ကာကွယ်ရင်းနဲ့သူအင်အားတွေဘောတော့လုံခြုံတာကိုလုံခြုံလာတဲ့ခါမှာဥအောင်စီရကိုလည်းပဲအဲ့မှာဒီအာကွာရာပြုတ်လာကြတာပေါ့နော်ပြုတ်လာကြတဲ့ခါမှာ လာလာပြီးတော့ခိုးဝင်ကြတာဟုတ်ဗျာခုခေတ်လိုဆိုရင်တော့စစ်ရှောင်းပေါ့နော်စစ်ရှောင်းခိုးဝင်ညာရင်းနဲ့ငါတို့နေရငါတို့ကာကွယ်မှဖြစ်မယ်လို့ရင်းနဲ့သူကမုတ်ဆိုးဂျုံလို့စားရှိတဲ့နေရာတွေပေါ့ဗျာအဲရွာတွေကိုဒါသူ့သူ့ရဲ့နေနမိတ်အောင်မှာထားလိုက်ပြီးတော့မှဥအောင်စီရအောင်မှာခိုးဝင်သွားကြတယ် ဖြစ်ချင်တာကအဲ့မှာဂျင်းတွေဘာတွေပါလာလို့ဆိုလက်ယုံမှာမိထတောက်တာတွေဘာတွေလျှောက်ပြောလာကြတာပေါ့မှန်ပါဗျာနောက်တော့ကျတော့ဥအောင်တရားဒီအင်အားကြီးလာတယ်ဒါတပြည့်ကိုဖတ်မိတဲ့တမိုင်းပေါ့နော်ဒါကတဘာဝကြတယ်ဟိုဒီလိုပြောမယ်ဆိုတာတန်တဲ့ကအကားကြီးကြတယ်လက်တွေ့ကြတယ်ပေါ့ဆိုတော့နောက်တော့သူအင်အားအင်အားကြီးထွားလာတယ်ဘာဖြစ်လာလဲဆိုတော့အဲ့မှာသူ့ကိုကိုလိုဘရင်တင်မြောက်တာပေါ့ဗျာမှန်ပါဘရင်ဖြစ်လာတယ်ပေါ့ဗျာဘရင်ဖြစ်လာတဲ့အချိန်ကိုဒီလိုချောက်ချင်တာအဲ့ဒါနော်ဘရင်ဖြစ်လာတဲ့အချိန်မှာ ဦးအောင်သေးရမိုးဆိုးဝရွာတကြီးကသူ့ရဲ့လုံးလောက်ဝရိယနဲ့သူ့ကိုယုံကြည်မှုကြောင့်ခိုးဝင်လာတဲ့အခါမှာကိုုံပေါင်မင်းဆက်ဖြစ်လာတယ်ပထမမင်းဆက်ပြီးတော့ချက်ချင်တာကဖြစ်လာတာဟုတ်ပြီအဲ့ဒါကိုဘာကိစ္စတာကီဝင်မင်းနဲ့နှွယ်သွားတာတော့ပေါ့နော်အဲ့မှာဦးအောင်သေးရတမိုင်းကိုရေးတဲ့အခါမှာဦးအောင်သေးရစူစင်မျိုးဆက်တွေကိုဟိုးအောက်ကကမင်းကစပြီးတော့ပါလို့ဗျာဒီတော့ခုလက်ကြည့်ဟိုမြတ်ဗုဒ္ဓရဲ့တာကူဝင်မင်းသက်ဒီထိကိုမရမကဆွေမျိုးယူရောက်အောင်ဆက်ပြီးတော့မှဥအောင်စရာရဲ့တကယ်ကောင်းမွန်မြင့်မြတ်တဲ့ ဥအောင်တရားပေါ်မှာယုံကြည်လို့မတူထောက်ထူထောင်လာခဲ့တဲ့အင်ပါယာကြီးကိုအတေးဖြတ်တယ်လို့သူကမြင်တယ်ပေါ့ဆရာတော်မြင်နေမိမအောင်ဗျာတမမမမဗျာကိုကအဲ့ဒီကိစ္စကြီးကလည်းတကယ်တကယ်စဉ်းစားစရာကြီးဗျာအဲ့ဒီရေးတဲ့လူကလည်းကြီးအောင်လေဒါမှတော့ဒီလိုဒီဖျားလို့နာဒါဖျားတော်ကနှိုင်းတာတော့မဟုတ်ဘူးပေါ့ဒေဝဇကုညာတော့ဟိုအတိတ်ကိုပြန်မြင်တဲ့ဘုရားပုံစံမျိုးဆိုရင်တော့ဟုတ်ချင်တော့ဟောမှာပေါ့ဗျာကိုးစားရိုးတနက်လူဗျာအတိတ်ကိုမမြင်ဘဲနဲ့ဘလို့လို့ဒီတာကွင်မင်းနဲ့ဥအောင်စရာ သွားပြီးတော့အမျိုးတော်ဆက်စတဲ့ဆိုတာဒူးဒူးလည်းဘလို့မှစဉ်းစားတော့မရဘူးတခါတလေအဲ့ဒီတမိုင်းဖတ်လို့ရှင်ဗျာတို့ရေးတယ်လို့တော့မသိဘူးဖတ်တယ်လို့တော့ယူကြောင့်မူကြောင့်ဖြစ်တယ်ဗျာယူလို့တွေးတယ်လူတွေကြတော့ပိုးဆိုးတာပြောဟာဒီတမိုင်းကဗျာနဲ့ဘုတော်ဒီဖျားဥစ္စာတွေတော့ဖျားလာမှမွေးသေးဘူးဗျာအားကြဥစ္စာတွေကပြောဖျားလာမှဖြစ်သေးဘူးလေအဲ့မှာ तू तू ဆွဲပြီးတော့ဆိုက်လိုက်တဲ့တမိုင်းဟာဒီတမိုင်းနေသူဘလို့တိတာဗျာနေလာတာတော့ဗျာတကယ်တကယ်ကြတော့ရှင်းပြမင်းကြိုက်လိုက်ပြီးရေးတဲ့ ဒီတော့ခုနစောစောပြောနေကဂျင်းပေါ့ဗျာမင်းကြိုက်လိုက်ရေးတဲ့ဂျင်းသမိုင်းတွေပါပဲတကယ်တကယ်သမိုင်းစစ်သမိုင်းမှဆိုတော့ခုနဒီကပြောနေကပဲသုံးဖို့ပုံတပုံလောက်ပဲပါမှာဒါလောက်ဒီကအလွန်ကျွံပြောတာဗျာနှစ်ပုံလောက်ကအမားတွေကများကြတာပြောမှဆိုရင်ဒါမင်းကြိုက်ပေါ့ဗျာမင်းကြိုက်ဆိုတော့ဒီမင်းကြိုက်လိုက်ပြီးရေးတဲ့သမိုင်းအောက်ကတချို့ပြည်သူတွေကလည်းသိတဲ့အတိုင်းပဲလေဒီကိုဒီမင်းကိုတားပြီးတော့ယုံကြည်လေဆာအောက်ကပြည်သူတွေကလေဆာတဲ့အချိန်မှာဒီသမိုင်းရဲ့သူကအမားမှသူကမတွက်နိုင်တော့ဘူးဗျာအဓိကတော့ဒါပါပဲဗျာနောက်ပြီးခု လက်ရှိဒီလိုကဟာဗမာပြည်တော့ဗျာအခုလက်ရှိဒီလိုပြည်တော်ကြီးပြည်တော်ဆိုတော့ဒီလိုဒီအာနာရှင်စနစ်ကြောင့်ဗောဗျာဒီအာနာရှင်စနစ်ကြောင့်ဒီလိုတိုင်းပြည်ပြည်သားတွေပညာရေးတွေပျက်စီးတယ်အကုန်လုံးဗျာပညာရေးတွေပညာရေးမှာပျက်စီးအတွေးခေါ်တွေကွန်ပျက်စီးပွားကြမယ်ဒါအရလည်းထားလိုက်တော့ဗျာအဓိကတော့ဒီကပြောနေတာပညာရေးကိုပြောနေတာဗျာဘာဖြစ်လို့ဒီပညာရေးဆိုတာဒီလိုပညာစစ်ပညာမှန်တင်တိုင်းမှာဒီလိုအတွေးခေါ်တွေမြင်မလာမှာဗျာစဉ်းစားဝေဖန်တာမှာဒီအာနာရှင်စနစ်ကဒီပညာရေးတွေကိုဖြစ်စီး ကဲတော့တို့တို့အသိဉာဏ်နဲ့ဘာဖြစ်လို့သူအောက်အောက်ကြတာမမကမတွေးနိုင်တော့မစဉ်းစားနိုင်ဘူးတော့ဘာဖြစ်လို့ဆိုတော့စဉ်းစားအောင်လေဒီအနာရှင်ကမလုတ်ခိုင်းဘူးပြဘာဖြစ်လို့ဆိုတော့ तू ကအကုန်လုံးကစီးပွားရေးစက်တဲအောင်လုပ်တယ်ကျမ်းမာရေးစက်တဲအောင်လုပ်တယ်လူမှုရေးစက်တဲအောင်လုပ်တယ်အဲ့ဒီဒီစီးပွားရေးကျမ်းမာရေးလူမှုရေးစက်တဲအောင်လုပ်တဲ့ဒီဒီပညာဘက်ကိုသူကပြည်သူတွေကအာမထုတ်နိုင်ဘူးပြဒီပညာဘက်ကိုအာထုတ်နိုင်ဆိုတာလေနံပါတ်1ကတခုလို့စဖတ်မှရမှာ哦နံပါတ်2ကအဲ့ဒီဒီစာကြည့်တိုက်ဒီစာဖတ်ဖို့ကလည်းစာကြည့်တိုက်တွေရှိမှာ စာအရေးစာကြည့်တိုက်တွေရှိမှလဲစာဖတ်လို့ရမှာစာဖတ်မှတော့ဒီလိုအတွေးခေါ်အသိဉာဏ်တွေကဖွင့်ပြိုးမှာအားရတွေဒီအာနာရှင်နဲ့အကုန်ဖျက်ဆီးကြတော့ဒီလိုပြည်သူတွေကမှန်မှန်ကန်ကန်ကြည့်ရောမတွေးနိုင်တော့ပြမစဉ်းစားနိုင်တော့ဘူးအဲ့ဒီတည်းမှာပိုးဆိုးတာအာနာရှင်စနစ်ကြောင်းနေမဟုတ်ဒီလိုဘာသာရေးဖုံးနေရလဲအကုန်လုံးကဒီပြည်သူတွေအသိဉာဏ်တွေကိုပြောပြတင်းတက်ပြလိုက်တာဘာသာရေးကလည်းတက်တာပဲဗျာအဲ့ဒီဘာသာရေးကလည်းတက်လိုက်တော့ဒီလိုပြည်သူတွေကမှန်မှန်ကန်ကန်မတွေးနိုင်တော့ဘူးဒါကတော့ ဆရာတော်ဥက္ကဋ္ဌဒါရမော်ဘီနဲ့အတူဆွေးနွေးခဲ့တဲ့ဆွေးနွေးချက် ပထမပိုင်းပဲဖြစ်ပါတယ်ဆွေးနွေးချက်ဒုတိယပိုင်းကိုဦးဇင်းတို့နောက်တစ်နေ့မှာပြန်လည်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်အားလုံးစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်